ဒီကနေ့စမြအားလုံးမင်္ဂလာပါရှင်ဒီကနေ့ရှေ့ရ9လ25ပေါ့เนาะဒါမဲ့ညနေခင်းအတွက်ပါเนาะညနေခင်းဒီခွဲအတွက်ပါဒါဆိုရင် ထိတ်ကိုအရင်ဦးဆုံးတွားကြည့်ရအောင်เนาะထိတ်ကိုအရင်ဦးဆုံးတွားမယ်ဒီမှာရှိတဲ့3ရက်ရှင်းနှလုံးပေါင်းတော့ပေါင်းချင်းရှင်း ပါဝါသုံးနက်ခတ်တဲ့ရှစ်သုံးတက်ပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့ရဲ့ထွက်ကနန်းလေးကိုတိုက်ကြည့်မယ်နော်ထွက်ကနန်းကဒီမှာ3ကို3ထိပ်ဆိုတဲ့အကြောင်းမလို့ရှစ်သုံးတက်မှာဒီမှာ3ထိပ်စီဆိုပြီးတော့ဆင်းသွားတယ်နော်ဒါဆိုရင်နောက်ထပ်တပင်ကိုဆက်သွားမယ်ဒီမှာ3ညဒီမှာ8 3ည8နှလုံးပေါင်းတော့သူလည်းပေါင်းချင်း8ပဲပါဝါသုံးနက်ခတ်တဲ့ရှစ်သုံးတက်ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်ဒီမှာ ရှစ်ထက်เนาะဒါဆိုရင်ရှစ်သုံးတက်မှာဒီမှာရှစ်ထက်ဆိုပြီးတော့ရထားပါတယ်ဒါဆိုရင်ဆက်သွားမယ်ဒီခါဒီမှာကို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 နှလုံးပေါင်းတော့ပေါင်းခြင်းရှစ်ပါဝါသုံးနက်ခတ်တက်ရှစ်သုံးတက်ပေါ့เนาะဒါဆိုလို့ရှိရင်ထိပ်စီးက၈သုံးတက်ဆိုပြီးတော့၈ရက်၃ရက်တက်ထိပ်စီး၃လုံးရသွားပြီเนาะအညနေခင်းအတွက်ပါဒါဆိုလို့ရှိရင်အခုဗရိတ်ကိုဆက်ပြီးတော့သွားကြရအောင်เนาะဗရိတ်ကကြတော့ဒီမှာရှိတယ် ရှစ်ရက်လေးရက်ပေါ့နော်နှလုံးပေါင်းမယ်ရှစ်နဲ့ရက်နှလုံးပေါင်းတော့ပေါင်းခြင်းကနှစ်နော်နှစ်ခွန်၄ပေါ့နော် break ကနှစ်ခွန်၄ break ပါဒါဆိုရင်သွားကြည့်အောင်ထွက်တဲ့ခဏက3ကိုနှလုံးပေါင်းတော့နှစ် break ပေါ့နော်ဒါဆိုရင်နှစ်ခွန်၄မှာဒီမှာနှစ် break ဆိုပြီးတော့ဆင်းသွားတယ်နော်ဒါဆိုရင်နာမည်ပင်ကိုဆက်သွားမယ်ဒီမှာ shift ဒီမှာ3 shift 3နှလုံးပေါင်းတော့ပေါင်းခြင်းက1ဟုတ်ပြီနော်1 2 3 6ရက် break ပေါ့เนาะဒီ6ရက် break ပါဒါဆိုရင်8 3နှလုံးပေါင်းတော့ပေါင်းခြင်းတက်တက် break ပေါ့เนาะဒီ6ရက်မှာဒီမှာတက် break ဆိုပြီးတော့ဆင်းထားပါတယ်ဒါဆိုရင်ဆက်သွားမယ်ဒီမှာ9ငါ9ရက်9ရက်နှလုံးပေါင်းတော့ပေါင်းခြင်းက၄ power 9နှက်ခတ်နဲ့၄9နှစ် break ပေါ့เนาะဒါဆိုလို့ရှင်ရရပြီเนาะဒါဆိုရင်အခု shit 3တပေါ့နော်ထိစီက6 3တ6 3တပေါ့နော်လေးပရိတ်ဆိုတော့တခြားမဟုတ်8ဆိုရင်6 3တတ3ပေါ့နော်ဒါကလေးပရိတ်3กว่าပါ5ပရိတ်ဆိုတော့တခြားမဟုတ်8 3 6တ6ပေါ့နော်ဒါတော့ကိုဗရိတ်ပါနှစ်ပရိတ်ဆိုတဲ့ကြောင့်မလို့ရှင်းလေး3 9 1 1ပေါ့เนาะဒါကတော့နှစ်ပရိတ်ပါเนาะ ဆိုလို့ရှိရင်အောက်ကွက်ကလေးကိုရွေးချယ်ရအောင်နော်လေးဘရိတ်နော်လေးဘရိတ်နှစ်ကွက်ရှစ်ထိန်နဲ့သုံးထိန်နဲ့နှစ်ကွက်ကအောက်ကွက်အနေနဲ့ထွက်လာပါတယ်နော်ကိုရောမာတို့ကကြိုက်တူမကြမ်းနဲ့တမဆိုလိုက်ပြီးတော့ခစားကြပါအားလုံးမညနေပြန်မကန်ကောင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်